အင်တာရှိသွားနောက်လိုက်ညီတဲ့စိတ်နှလုံးလေးဖြူစင်ကြတဲ့ဒါကျမလေးစားရတဲ့ဆရာမိသားစုပါကျမကကိုယ့်ရဲ့ပင်ကိုတတ်မွေးပညာမဟုတ်တဲ့ဒီစေဝါကုသရေးဖက်ကိုဖူပြောင်းတဲ့အခါမှာလိုအပ်ချက်တွေအများကြီးရှိပါတယ်အဲ့ဒီလိုအပ်ချက်တွေကိုလည်းဆရာကလာပြီးတော့တင်ပေးလို့အခွင့်ရရရင်လာတင်ပေးတယ်အဲကျမကဖုန်းဆက်ပြီးတော့မှအကူအညီတောင်းတဲ့အခါတိုင်းမှာလည်းသူကဒီကုသမှုဘိုင်းနဲ့ပတ်သက်ပြီးတော့အချိန်မရွေး သူ့စီကအကြံဉာဏ်တွေရယူလို့ရခဲ့ပါတယ်ရှင်။ဆ iam မအကြောင်းကိုပြည်သူတော်တော်များများကတော့သိကြပါတယ်။ဆ iam မကိုမသိရှိသေးတဲ့ပြည်သူတွေအတွက်ဆ iam မဒီတော်လရင်မှာပါဝင်လာရတဲ့အကြောင်းမိတ်ဆက်ပြောပြပါလား။မင်္ဂလာပါရှင်။ကျမနာမည်ကရေဒီယိုမှာအရင်တုန်းကတော့ဤပညာကျောင်းတစ်ခုကကတိကတယောက်ပါအခုချိန်မှာတော့စတီဒီယမ်ဖြစ်စကိုင်းတိုင်းအတွင်းမှာပဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကိုဆောင်ရွက်ရင်းနဲ့ ပြည်သူတွေကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့သူတွေရောက်ဖြစ်ပါတယ်ရှင်။ဒီမကြသေးခင်ကပဲစစ်တပ်ကဘုံကျဲလို့ဈေးကမ်းမှာဈေးကုသနေရင်မိသားစုလိုက်ကွယ်လွန်သွားတဲ့ဒေါက်တာမြဆိုးအောင်ထထန်းသူနာပြုဒေါက်ခိုင်နင်းဝီတို့မိသားစုအကြောင်းဆက်မပြောပြပေးပါလား။သူတို့ဇနီးမောင်နှံပေါ့နော်။အဲ့တုန်းကတော့သူတို့သားလည်းမရှိသေးဘူးပေါ့နော်။သူတို့ဇနီးမောင်နှံကအဲ့တုန်းကစပိန်စီးတဲ့အားကစားကိုနှစ်ယောက်စလုံး လိုက်စားကြတယ်ကျမကြီးလေ့ကျင့်ခန်းတွေလုပ်ကြတဲ့ခါမှာလည်းသူတို့နှစ်ယောက်ကအတူတွဲပြီးတော့ပေါ့နော်လုပ်ကြတယ်နောက်ခုတော်လိုင်းလေးရောက်လာတဲ့အခါကျတော့လေမျိုးသားအလုံးလုံးတဲ့နောက်ကိုသူ့မျိုးသမီးကပါစိတ်ရောကိုယ်ပါဒါကူညီပြီးတော့မှအတူတူလက်တွဲပြီးတော့သွားနေကြတယ်အင်တာရှေ့သွားနောက်လိုက်ညီတယ်စိတ်နှလုံးလေးဖြူစင်ကြတဲ့ဒါကျမလေးစားရတဲ့ဆရာမိသားစုပါ ကျမကကိုယ့်ရဲ့ပင်ကိုယ်တက်မွေးပညာမဟုတ်တဲ့ ီစေဝကုသရေးဖက်ကိုဖူပြောင်းတဲ့အခါမှာလိုအပ်ချက်တွေအများကြီးရှိပါတယ်။အဲ့ဒီလိုအပ်ချက်တွေကိုလည်းဆရာကလာပြီးတော့တင်ပေးလို့အခွင့်အရေးရရင်လာတင်ပေးတယ်။အဲကျွန်မကဖုန်းဆက်ပြီးတော့မှအကူအညီတောင်းတဲ့အခါတိုင်းမှာလည်းသူကဒီကုသမှုဘိုင်းနဲ့ပတ်သက်ပြီးတော့အချိန်မရွေးသူ့ဆရာအကြံဉာဏ်တွေရယူလို့ရခဲ့ပါတယ်ရှင်။ဆရာမပြောသလိုဒေါက်တာများဆိုးအောင်တို့ကိုဒေသခံတွေကတော်တော်အားကိုးကြတယ်လို့သိရပါတယ်။ဒေါက်တာတို့မိသားစုဆုံးရှုံးသွားတာဟာ ဒေသခံတွေအတွက်ရောတိုင်းပြည်အတွက်ရော ဆုံးရှုံးမှုဘယ်လောက်ကြီးတယ်လို့ထင်ပါလဲတော်တော်ကြီးမားတဲ့ဆုံးရှုံးမှုလို့ပြောရပါမယ်အဒီလိုပညာတက်ပြီးတော့မှစိတ်နှလုံးပြည့်ဝတဲ့သူတယောက်ဖြစ်အောင်လို့ပြည့်စုံပြောထောင်ခဲ့ကြရတဲ့မိဘတွေရော နောက်တစ်ခါအခုသူတို့ရဲ့ပြည့်စုံကုသမှုပေါ်မှာမိခိုးနေရတဲ့ပြည်သူတွေအတွက်ကောအများကြီးဆုံးရှုံးနေနာပါတယ်ရှင်အခုလက်ရှိမှာဆိုရင်ချင်းပြည်နယ်မှာရောစကိုင်းတိုင်းမှာပါပြည်သူတွေတက်ပြတ်ခံရတဲ့ ခြေကွေးဆရာမြင်ကွင်းတွေကိုဆရာမမြေပြင်မှာကိုယ်တိုင်ကြာခဏကြုံခဲ့ရတယ်ဒီလိုဆိုးရတဲ့အခြေအနေတွေကနေဆက်လုနိုင်အောင်စိတ်တန်ရာတွေကိုကျော်လွှားနိုင်အောင်စိတ်ကိုဘယ်လိုထားရလဲအလုပ်တွေကိုအခုလိုဆက်လုနိုင်ဖို့ဘယ်ရာတွေကတွန်းအားဖြစ်စေပါလဲတကယ်စိတ်ရည်ရည်ကြွေးရတယ်ဒီဒီမြင်ကွင်းတွေကိုမြင်ရတွေ့ရတဲ့အချိန်မှာပေါ့နော်စိတ်ထဲမှာထိခိုက်ရတယ်ဒါပေမဲ့ဘယ်လိုပြန်ပြီးတော့ဒီမှာအတင်းရလဲဆိုတော့မတည်သေးသေးမြန်လုံးလုံးလို့ရမယ် ငါတို့ကဒီလိုစိတ်တကြနေတယ်လို့ဖြစ်နေခဲ့တယ်ဆိုရင်အရှိမနက်နက်ကင်ပြီးတော့မှသူတို့ရဲ့အနာဂတ်ကိုဘာမှထက်မတွက်ဖင်းနဲ့တက်ပွဲဝင်နေတဲ့ကိုသားအရွယ်လေးတွေအဲ့ဒါတွေကဟောအဲ့လိုတွေးလိုက်တဲ့အခါမျိုးမှာဆိုရင်ကျွန်မစိတ်တကြနေတာတွေကလည်းပျောက်သွားတယ်နောက်တစ်ခါကျွန်မအသက်တွေအမေတော်အောင်ဆန်းစုကြည်ရဲ့အသက်နဲ့နှိုင်းစာလို့ရှိရင်အင်မတန်ငယ်သေးတယ်အဲ့တော့အဲ့ဒီလူတို့ခေါင်းဆောင် အရွယ်တစ်ခုရနေတဲ့ဒူတောင်မှကြံ့ကြံ့ခံပြီးတော့မှဒီတန်းနေလုံနေတယ်ခံနိုင်နေတယ်ဆိုရင်ကျမတို့ကဘာအတွက်တွေ့ဝင်နေမှာလဲအဲ့ဒီလိုမျိုးကျမကအာတင်းပါတယ်အာတင်းပြီးတော့မှအလုပ်တွေကိုမရက်မနာစတာတကူလုပ်ပါတယ်အလုပ်တာအလုပ်တယ်ပြန်မန်းလုံးနေအိပ်ပျော်သွားမယ်အဲ့ဒီလိုမျိုးနေပေါ့နော်ဒီလိုလုပ်တာကကိုကိုကိုနှင်းစဲရရောက်တယ်ဆိုတာကိုသိပါတယ် ဒါပေမဲ့လည်းအလုတ်လုတ်ချင်းနဲ့အစားထိုးတာကအလုတ်လည်းပြီးမြောက်တယ်စိတ်ဖိအားလည်းကျတယ်ဆိုတော့ဒီနီးလန်းနဲ့ပဲတုံပြီးတော့ကိုယ့်ကိုပြန်တိဆောက်ပါတယ်ရှင်ဒီနေ့ထဲမှာအာနာသိန်းစစ်ကောင်စီကအရင်နှစ်တည်းထပ်ပို့ပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေပုံမလုဆောင်လာတာတွေ့ရပါတယ်စကိုင်းနဲ့မကွေးတကျောကိုလေကြောင်းတိုက်ခတ်နေရတဲ့ပတ်သက်လို့ဆမသိရှိသလောက်မိမိအခြေအနေတွေကိုပြောပြပေးပါလားအဲ့ဒီသူတို့လေကြောင်းတိုက်ခိုက်မှုက တော်လိုင်းရဲ့အရှိန်မြင့်လာတာနဲ့လည်းအချိုးစားကျနေတယ်အခုဒီနားလေးတော့ white ပေါ့နော်ချင်းပြည်နယ်ထဲမှာအသေးတန်တိုက်နေကြဒါကတော့အကုန်လုံးသိကြပြီသားပါအဲ့လိုရှိတော့သူကအဲ့ဒါကိုလက်လော့အောင်ကြောက်တာကြောင့်မလို့လေချောင်းတုံးတယ်တုံးတော့အဲ့ဒီကိုသွားတဲ့အခါတိုင်းမှာဒီကျမတို့ဒီကလေးနယ်ကိုဖျက်ပြီးတော့ကုသွားတယ်နောက်တစ်ခါကလေးနယ်ထဲမှာလည်းဟိုဘက်တလောလေးရမှာလေကပနီတတားပေါ့နော်အဲ့ဒီက ခံတတ်ပဲပြောကြပါဆိုပေါ့နော်အဲ့ဒါဝင်တိုက်တဲ့အခါမှာလည်းဒီဘက်ကအောင်မြင်မှုရသွားတယ်အဲ့ဒီအတွက်လည်းသူတို့ကလေချောင်းကိုတအားသုံးတယ်ပေါ့နော်နောက်ဆုံးကောက်ချက်ချရင်တော့တော်လန့်ရေးဘက်ကအောင်မြင်မှုများလာလေလေသူတို့ကလေချောင်းတိုက်ခိုက်မှုပိုများလာလေဖြစ်တယ်လို့ပြောရမှာပါရှင်လက်ရှိဆီယမရောက်ရှိနေတဲ့ဒေသတွေမှာတော်လန့်ရေးအင်အားစုတွေရဲ့နေမီဆုံးမထွန်းချမှုအခြေအနေကဘယ်လိုရှိပါလဲပြောပြလို့ရသလောက်ရှင်းပြလို့ရမလားကုန်းချောင်း ချီလျင်နဲ့လာမယ်ဆိုတာမဖြစ်နိုင်တော့လာမယ်ဘယ်ရလဲလေတဲ့ရပဲအဲ့တော့သူတို့က NUG အစိုးရကလေတဲ့အစိုးရလို့ပြောထားတယ်အခု သူတို့ကလည်းလေတဲ့ကတိုက်စစ်စင်အောင်ကလွင်လို့ကုံချောင်းအနေနဲ့သူတို့လုံးဝမလာရတော့ဘူးဒါကကျမတို့နေမျိုးဘလောက်ပိုင်ဆိုးတယ်ဘလောက်ရတယ်ဆိုတာအတွက်အဖြေဖြစ်နေမြင်ရှင်ဆမရောက်ရှိနေတဲ့ဒေသတွေကပြည်သူလူထုရဲ့အခြေအနေကရောဘယ်လိုရှိပါလဲ။ ဆ ्याम ကမြင်ပြင်မှာလဲရှိနေတော့ဒေသခံပြည်သူတွေရဲ့ပဂရိအခြေအနေကိုပြောပြပေးပါလား။ရေရှည်စစ်ဘေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်တွေရှိတယ်။2021လောက်ခရေကတိမ်းရှောင်လာရတဲ့ရေရှည်စစ်ဘေးရှောင်တွေရှိတယ်။အခုတလောလေးမှလေကြောင်းတိုက်ခိုက်တာကြောင့်မလို့လက်နက်ကြီးထုတယ်ဒီတိတ်ဆောင်ရတဲ့စစ်ပေးဆောင်ရှိတယ်။ပြည်သူတွေကအင်မတန်ကို စောင့်ဝင်နေရေးအတွက်ကိုအခက်ခဲနေကြုံနေရတယ်။လေယာစိုက်ဖို့အတွက်ကြတော့လေလုံခြုံမှုမရှိတာကြောင့်မို့လို့ဒါကဟိုစိုက်ပျိုးစားလို့ကလည်းမရ။နောက်တစ်ခါအာကိုယ့်ရဲ့နေအိမ်ကလည်းဆုံးရှုံးထားတယ်။အဲ့တော့ပြည်သူလူထုတွေရောအကြက်တဲမျိုးစုံကိုကြုံနေရတယ်။အဲ့ဒါကိုကျွန်တော်တို့လည်းနားလည်တယ်။ဒါပေမဲ့ပြည်သူတွေကလည်းဘလောက်ပဲကြက်တဲနေပါစေဒီတော်လှန်ရေးကိုအောင်မြင်အောင်တော့ ဖြစ်ဆက်သွားပါလို့လည်းသူတို့ကလည်းဆန္ဒပြုလိုပါတယ်ရှင်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုရန်ကနေကာကွယ်နိုင်မှုဒေသခံတွေအတွက်ဘုံခုချင်းတွေကဘလောက်အရေးပါပါလဲဘလောက်လိုအပ်ချက်ဖြစ်နေပါလဲဒေသခံတွေအတွက်ဘုံခုချင်းကတော်တော်လေးကိုအရေးကြီးတဲ့နေရာမှာရှိနေပါတယ်အခဏခဏမေးကြတဲ့မေးခွန်းကဘုံခုချင်းတူထားတော့မတည်နိုင်ဘူးလားဆိုတော့အဲ့ဒီပေါ်ကိုတဲ့တဲ့ကြရင်ကတော့ဒါကျွန်မတို့လည်း အသက်ရှင်မမယ်လို့အာမမခံနိုင်ဘူး။သို့တော့ဒီဘုံခိုခြင်းရှိနေခြင်းအပြင်စိတ်ခွန်အားရတယ်။လေချောင်းအချက်ပေးတန်ကြတာနဲ့တပြိုင်နက်ပုတ်ခိုခြင်းနဲ့ဝင်နေလိုက်မယ်လို့စိတ်ခွန်အားလုံခြုံမှုရတယ်။နောက်တစ်ချက်ကအဲ့ဒီအပေါ်ကိုတဲ့တဲ့ကြတာလွဲလို့ဘေးနားမှာကြခဲ့တယ်ဆိုလို့ရှိရင်ထိခိုက်ဒဏ်ရာရမှုကိုအများကြီးရှော့ချနိုင်ပါရဲ့။ရှေ့ရှေ့ဒီမှာလည်း အဲ့ဒီပုံကိုခြင်းတွေကိုအချိန်မီဝင်ရောက်နိုင်တဲ့အတွက်ကြောင့်မို့လို့အသက်အန္တရာယ်ကင်းလွတ်သွားခဲ့တယ်ဆိုတော့တက်သေးတယ်ရတယ်အများကြီးရှိပါတယ်ရှင်။ဆ ्याम ကိုတိုင်ဘုံခုခြင်းပညာပေးတွေလှုပ်ဆောင်နေတယ်တစ်ဆက်တည်းမှာလည်းဘေကင်းရုံမြုံဆိုပြီးတော့လှုပ်ဆောင်နေတဲ့အစီအစဉ်နဲ့တွေ့ရပါတယ်။ဒီအကြောင်းပြောပြပေးပါလား။ဘေကင်းရုံမြုံကမ်ပိန်းကကျမလှုပ်တာမဟုတ်ဘူးရှင်။ဒီအညာတရနဲ့ကိုကိုအောင်ထပ်နိုင်တော့ကပေါင်းပြီးတော့မှဖေဖော်ဝါရီလထဲမှာပဲလှုပ်ခဲ့တဲ့ကမ်ပိန်းလေး ပါအဲ့ဒီ campaign ကရတဲ့အလှူငွေကိုကျမတို့စီကိုလှူဒါန်းတာဖြစ်ပါတယ်အရှိမတူဖို့ခဲတဲ့ပုံခုချင်းနေရကြတော့ဘင်းကွင်းရိတ်မျိုးရဲ့ fan နဲ့တူဖို့တာမဟုတ်ပါဘူးပြည်သူတွေကလှူဒါန်းတဲ့ we network 1 to 1ကလှူတာကပုံခုချင်းလေးချင်းမှာကြံတဲ့ဥစ္စာတွေကတော့ပြည်သူတွေကလှူဒါန်းတာပါဘေကင်းရိတ်မျိုးတွေကတော့အခုဒီ match လာနေကြမှာပဲကျမတို့ကကောင်းထဲပေါ်ပြီးတော့မှပုံခုချင်းတွေတူဖို့တာလုပ်နေတာပါရှင် ပြည်သူတွေအနေနဲ့ရောအဲ့ဒီအစီအစဉ်တွေမှာဘယ်လိုမျိုးပါဝင်လို့ရပါလဲဘုန်းကိုချင်းတူဖို့တဲ့အစီအစဉ်နဲ့ပတ်သက်ပြီးဆရာမအနေနဲ့ပြည်သူတွေကိုဘာတိုက်တွန်းပြောကြားချင်တာရှိမလဲခုကျွန်တော်တို့ဘုန်းကိုချင်းတူနေတဲ့ကိစ္စမှာပါဝင်ကူညီချင်နေဆိုရင်တော့ကျွန်မရဲ့ Facebook page မှာပဲဖြစ်ဖြစ်ဒါဆက်သွယ်ပြီးတော့မှဒါအလှူငွေထည့်ဝင်လို့ရပါတယ်ကျွန်တော်တို့ဘယ်လိုသုံးနေဆိုတာကိုလုံခြုံရေးမထိခိုက်မဲ့အချက်အလက်တွေနဲ့ကျမတို့ပြန်လဲပြီးတော့တင်ပြပေးပါရစေ။ဘယ်လိုတူးထားတယ် ငါဘလောက်သုံးထားတယ်စတဲ့ငွေစင်းတွေပြန်လဲရှင်းနေတင်ပြပါတယ်အိမ်တိုင်းအိမ်တိုင်းမှာလေကိုယ့်အတွက်တပိသားစုစာတနိုင်စာပုံခုချင်းလေးတွေကတော်တော်များများလဲတူးနေတူးပြီးကြပါပဲအခုကျမတို့လုတ်ပေးတဲ့ဆိုတာကအများပြည်သူနဲ့သက်ဆိုင်တဲ့ဥပမာပေါ့နော်ဥပမာပြောတာပါနော်စာသင်ကျောင်းလိုမျိုးအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနေရာတွေမှာပဲကျမတို့ကလိုက်လံပြီးတော့မှာ သူ့ဖို့ပေးနေတာဖြစ်ပါလေရှင်စစ်တပ်ကအခုလိုအထင်ကုန်မရှိဆုလိုက်ပြုံလိုက်ပြည်သူတွေကိုတက်ဖြတ်နေတဲ့ပုံနိုင်ငံတကာကိုဘလို့သတင်းစကားပါချင်ပါလဲကျမတို့မြန်မာနိုင်ငံမှာရှိနေတဲ့အပြစ်မဲ့အရက်သားပြည်သူတွေကဒီလက်နက်နဲ့ချင်းချောင်းနေတာကိုခံရတယ်နောက်တစ်ခါစစ်မှားရေးကုသမှုအတွက်မြို့ထဲကိုသွားတဲ့အခါမှာလည်းအလွေတကူသွားလို့မရဘူးနောက်ပညာသင်ကြားတဲ့အချိန်မှာလည်းအခုဆိုရင်ဒီလိုလေချောင်းချင်း ဆောင်ရဖြစ်တဲ့အတွက်ပညာသင်ကြားရေးအတွက်လည်းနောက်ဆက်တွေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အခြေခံလူခွင့်ဖြစ်တဲ့ဒီစေဝါကူတာခွင့်ပညာသင်ကြားခွင့်အဲ့ဒီအခါတွေဆုံးရှုံးနေတာကြောင့်မလို့အဲ့ဒီအတွက် ကျွန်တော်တို့မှာနိုင်ငံတကာကအကူအညီတွေအထောက်ပံ့တွေများစွာလိုပါတယ်။အကူအညီအထောက်ပံ့ဆိုတာကငွေကြေးတွေပြောတာမဟုတ်ပါဘူး။စိတ်ခွန်အားပဲဖြစ်ဖြစ်ဒီကျွန်တော်တို့နိုင်ငံတွင်းမှာဖြစ်နေတဲ့ စစ်ရာဇဝဲမှုကျူးလွန်နေတဲ့စစ်ကောင်စီကိုအပြစ်ပေးအရေးယူဖို့အတွက်ဖိအားပေးတာမျိုးပဲဖြစ်ဖြစ်အတန်ထွက်ပြီးတော့ပြောပြတာမျိုးကိုကျမတို့ကလူချင်ပါတယ်အဲ့ဒီအတွက်လည်းတတ်နိုင်သမျှဝင်းရံကူညီပေးကြပါဦးလို့နိုင်ငံတကာကအကူအညီပေးနိုင်တဲ့သူတွေအကုန်လုံးကိုမြစ်တမ်းရခန့်ချင်ပါတယ်ရှင်တစ်ဆက်တည်းမှာတော်လိုင်းရေးကောင်းဆောင်တွေတော်လိုင်းရေးအဖွဲ့တွေပြည်သူတွေကိုရောဘာပြောချင်ပါလဲပြည်သူတွေကိုတော့ကျမတို့ကမြစ်တမ်းရခန့်ပြီးတော့တောင်းပန်ချင်တာပါ ပြည်သူတွေအနေနဲ့အချိန်ကာလတစ်ခုကြာပြီးအခက်ခဲအကျက်တွေနဲ့ရင်ဆိုင်နေရတယ်ဆိုတော့ကျွန်တော်တို့နားလည်ပါတယ်အင်တာနက်ကိုချင်းစားပါတယ်သို့တော်လည်းပဲအောင်မြင်မှုအတွက်ဆက်လက်ပြီးတော့ကြံ့ကြံ့ခံမိကြပါဦးအော်ပုံမှန်လင်းပြောရရင်တော့ဆက်ပြီးတော့အစင်ရခံပြကြပါအောင်လို့ပဲကျမကဗပီသူတွေကိုမေတ္တာရခံပြတောင်းပန်ချင်တာပါဒီတော်လန်ရဲ့အဖွဲ့ဘက်ကလူပုဂ္ဂိုလ်ကိုပြောချင်တာကတော့ကျမတို့ စီစီလုံးလုံးရှိရပါမယ်။အရင်ကထပ်ပို့ပြီးတော့စီလုံးညင်ညွတ်ပေးကြပါ။အချင်းချင်းအပြန်အလှန်လေးစားမှုတွေထားပြီးတော့မှ နားလည်မှုတွေပေးကြပါ။အမျော်မြင်ကြီးကြီးထားနှလုံးသားကြီးကြီးထားပြီးတော့မှညင်ညင်နိုင်နိုင်လေးနဲ့စီစီလုံးလုံးချစ်ချစ်ခင်ခင်လေးဆောင်ရွက်ပေးကြပါလို့တိုက်တွန်းပြောကြားလိုပါတယ်ရှင်။လက်ရှိတော်လိုင်းရေးကြီးပြီးသွားရင်ဆ iam အရင်လိုဆက်ဆက်တင်မလားဒါမှမဟုတ်ဘာလို့ပို့စေကူထားတာရှိပါလဲ ကျမကတော့စာသင်ခန်းထဲဝင်ပြီးတော့မှစာပြန်သင်ဖို့အတွက်စီစဉ်ထားတာပါ။သို့တော်လည်းအချိန်အရတခြားသောအလုပ်တွေပေါ်လာခဲ့မယ်ဆိုရင်လည်းကျမကအခုချိန်မှာတော့ထည့်သွင်းစဉ်းစားစာပြုနေပါပြီရှင်။တော်လိန်ကာလာလင်းနစ်ကျော်လာတဲ့အချိန်မှာလူငယ်တွေရောလူကြီးတွေရောအရွယ်ဆုံးစိတ်ကြမ်းပါရင်နဲ့ပတ်သက်လို့ဖိအားများတာစိတ်ကြတာတွေမျိုးစုံကြုံလာရတဲ့အခါသူတို့တွေကိုဆရာမဘလို့အကြံပေးခြင်းပါလဲမျှဝေပေးခြင်းတာရှိမလားခင်ဗျ။ တော့ပထမဆုံးကတော့ဒီတော်လိုင်းရဲ့နေမီထဲမှာရောက်ပြီးတော့မှတော်လိုင်းရဲ့မှာထဲထဲဝင်ပါနေတဲ့သူတွေကတော့တခိုင်မှာပြတ်သားတဲ့ကိုယ်ရွေးချယ်မှုနဲ့ကိုတထဲကိုခြေစုံပြစ်ဝင်လာတာအဲပါဇက်ကနေပြီးတော့တအားမခံနိုင်လုံးလုံးတခါတည်းကမှပေါက်ကွဲပြီးပြောတာမျိုးကလွဲလို့သူတို့ကတော့ခိုင်မာတဲ့တန်ဋိဌာန်နဲ့ခိုင်မာတဲ့ယုံကြည်ချက်ကရှိပြီးသားဆိုတော့သူတို့အတွက်ကတော့ဒါအားပေးတယ်ကျမတို့နောက်ကိုပြန်လှည့်ကြည့်တဲ့အခါတိုင်းမှာကျမတို့ရှိနေမယ် လိုအပ်တာမှန်သမျှကိုကျွန်တော်တို့ကကူညီပေးနိုင်မယ်လို့ဒါအပေးစကားပြောတယ်ကျွန်တော်တို့ရင်ပတ်ချင်းချက်ပင်ထိုးထားလိုက်ရင်ဒီတော်လိုင်းထဲမှာရှိနေတဲ့လူတွေအတွက်ကအားလုံးအဆင်ပြေတယ်မြို့ပေါ်မှာရောက်နေတဲ့သူတွေအတွက်ကြတော့သူတို့ကသူတို့မှလည်းသူတို့ဖြစ်စည်းမှုနဲ့သူတို့ကျမတို့ကတော်လိုင်းနေမိတဲ့မှာရှိနေတဲ့အတွက်ကိုကိုကိုဂုံယူနေတယ်ကိုလက်ပြကိုကိုဂုံယူနိုင်တယ်ဆိုတာနည်းနဲ့ခွင့်ရမှာမဟုတ်တာအဲ့လိုမျိုးရှိနေတယ်မြို့မှာနေရတဲ့လူတွေကြတော့သူတို့မှာက သမျက်မှာနေရရှာတာပါ Facebook သုံးတာကသူတို့မှာတရားဝင်မသုံးရဘူးဟိုဟာနဲ့တွေ့ရင်ခိုလူလေးအအစင်ပြေအောင်စကားပြောလိုက်ရတယ်ဒါမျိုးရှိနေတဲ့အတွက်သူတို့ရဲ့ Facebook ကလည်းမတက်တာပါဘူးရှင်အခုစစ်မှုမထမ်းမနေရဆိုတဲ့ဟာပါပေါ်လာတဲ့အခါမှာသူတို့ရဲ့ဖြစ်စီမှုကလည်းမနေဘူးအဲ့တော့အဲ့ဒီမှာနေတဲ့သူတွေလည်းကျမတို့ဖတ်တတ်အောင်မှဘုရားပို့ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရာမှာပို့ပြီးတော့ဟောဖြစ်လေဦးမယ်ကြုံမှုပါလေမြို့ထဲကိုသွားရင်တဲ့ဒီတော်လှန်ရေးဘက်ကလူကြီးဆိုရင်တဲ့အလွယ်တကူဖမ်းလို့ရတယ်တဲ့ဘာဖြစ်လို့တော့လို့မေးတော့တော်လှန်ရေးဘက်ကလာတဲ့လူတွေဟာတဲ့ဆိုင်ကလေးရောလူတွေတကူလုံးဟာပေစုပ်ပြတ်သက်မဲတူးနေတယ်ဒါပေမဲ့ကျမတို့ရဲ့လုံးတွေကတောက်ပြောင်ဆူရှာနေတာတဲ့လုံးကအသက်ဝင်နေပေါ့မြို့ထဲကလူတွေကကြတော့ ဝေကောင်းစားလာတွေနဲ့ကြော့မော့ဖွေးဥတန့်နေပြီမြင်သူတို့မျက်လုံးမှာအယောင်မရှိဘူးတဲ့ကြီးလိုက်တာနဲ့မျက်လုံးတွေကတောက်ပြောင်ဆုရှာပြီးအသက်ဝင်နေတယ်ဆိုပြီးဖမ်းလိုက်ပါတဲ့10ရောက်မှ10ရောက်လောက်ကတော့တော်လှန်ရေးသမားပါတဲ့အဲ့ဒါကြောင့်မို့လို့ကျမတို့တော်လှန်ရေးထဲမှာရှိနေတာကြောင့်မို့လို့စိတ်သက်သာနေမယ်အားငယ်နေမယ်စိတ်သက်ပြတ်နေမယ်လို့ထင်နေတော့မှားပါတယ်ကျမတို့ကရင်မတူတဲ့လူတွေချင်းချင်းဒီကိစ္စတွေပုံပုံလည်းလည်းလွတ်လပ်လပ်ဆွေးနွေးလို့ရပါတယ်မျိုးပေါ်ကလူတွေကတော့ ဲ့ဒီလိုအခွင့်မရရှာတဲ့အတွက်သူတို့ကလည်းကျမတို့ကတနာလေကိုချင်းစာတယ်လို့ပြောပြစီရှင်ရှစ်ကောင်စီတက်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကိုကြည့်တဲ့အခါအခုနောက်ဆုံးအဆိုးဆုံးကတော့ကျောင်းတွေကိုတိုက်တယ်စေယုံတွေကိုတိုက်တယ်ဘာသာရေးဆောက်အုံတွေကိုတိုက်တယ်။နောက်ဈေးတွေလူမျိုးလူစုလူဝေးပြည်သူမှန်းတိတိနဲ့ဘုံကျဲပြီးတော့တတ်လာတာမျိုးတွေတွေ့ရတယ်။အဲ့ဒါကလူစုလူစုလူဝေးမှန်းတိတိနဲ့စည်ရေးပြည့်မှန်းမဟုတ်မှန်းတိတိနဲ့ဘာကြောင့်ပြည်သူတွေကိုတတ်တာပါလဲ။အဲ့ဒီပေါ်ဆ iam မဘလို့မြင်ပါလဲ ။နောက်ပြီးစစ်ကောင်စီမှာတော်လိုင်းသမားတွေနဲ့ပြည်သူတွေကိုသွေးကွဲအောင်များလှုပ်ချင်တာလားပေါ့။အဲ့ဒီလိုလှုပ်ဆောင်ပါတယ်ဆိုရင်တော်လိုင်းအဖွဲ့တွေအနေနဲ့ပြည်သူတွေအနေနဲ့စစ်ကောင်စီဖြစ်စေချင်တာကိုမဖြစ်အောင်ဘလို့ကြော်လာလို့ရမလဲ။ဆရာမအကြံပေးပေးပါအောင်။တော်လိုင်းသမားတွေနဲ့ပြည်သူတွေကိုရန်တိုက်ပေးတာ။ဓာရီရှိလို့ဓာရီဖြစ်တာပါဆိုတော့အတွေ့အခေါ်ပြည်သူတွေထဲကိုရိုက်သွင်းပေးတာဒါပေမဲ့သူတို့မသိတာက ကျမတို့တော်လှန်ရေးသမားတွေကိုယ်တိုင်ကပြည်သူလူထုထိခိုက်မှာကြောက်လို့ ကျမတို့ဒါတော်တဲ့တောင်နဲ့၆တဲ့ချက်ကြားထဲမှာနေမယ်ပြည်သူတွေကိုမထိခိုက်စေရဘူးအဲ့ဒီစိတ်နဲ့ကျမတို့ကကင်းအောင်ပုံရှောင်ပြီးတော့နေကြပါတယ်အဲ့ဒါကလည်းပြည်သူတွေရဲ့စိတ်လုံးကိုထိခိုက်စေတယ်အဲ့လိုမလုပ်ပါနဲ့စမရဲ့ဘာဖြစ်လဲတတ်တခါတည်ရတာပဲနေပါအဲ့ဒီလိုမျိုးပြောကြပါတယ်သူတို့ကတော့ကျမတို့ကိုအချင်းချင်းပြဿနာတအောင်ရန်တိုက်ပေးကြတာဒါပေမဲ့ကျမတို့ကအချင်းချင်းပြန်ငဲညာကြတယ်အပြည်သူတွေမလုံးကြုံမဆုံးလို့ကျမတို့ဆိုရင ဒါပြည်သူတွေကြားထဲမှာမနေဘူးကိုယ့်ဘာကိုအဆင်ပြေရမှာသွားနေမယ်မပြေး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 အောင်နေမယ်ပြည်သူတွေကကြားလဲကျွန်တော်တို့အဲ့လိုခွဲခွာသွားတာကိုမလိုလားဘူးအဲ့တော့ကျွန်တော်တို့ကအပြန်အလှန်အနားလည်မှုလေးတွေထားပြီးတော့မှအအချင်းချင်းပေါ့နော်ပြည်ပြည်လဲလဲနဲ့နေကြတယ်စစ်ကောင်စီကဘလို့ပဲတွေးထိုးနေပါစေကျွန်တော်တို့ကဒီနောက်ကိုပါမသွားဘူးအချင်းချင်းလက်တွဲပြီးတော့ကြံ့ကြံ့ခိုင်ပြီးတော့ရင်ဆိုင်နေပါလေရှင် ဆီယမကအခုကိုရိုင်းမြေပြင်မှာလည်းရှိတာဆိုတော့မြေပြင်မှာဆီယမတွေ့ကြုံရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်မြေပြင်ကပြည်သူတွေရဲ့အခက်အခဲနဲ့ပဲဖြစ်ဖြစ်အခုမေးသွားတဲ့အင်တာဗျူးမှာမေးဖို့ကြံတာဆီယမထပ်ပြီးပြောချင်တာရှိရင်လည်းပြောပြပါအောင်ခင်ဗျဟုတ်ကဲ့ပါမှာကျန်တာကတော့အခုစစ်မှုတန်းဥပဒေကြောင့်လို့မြို့ပေါ်မှာကြံနေခဲ့တဲ့သူတွေလည်းတစိမ့်မလုံချိုးမှု ခံစားနေရတယ်အဲ့အတွက်ကြောင့်မို့လို့ပပနဲ့နဲ့နဲ့အခြေအနေကိုထိမ့်သိမ့်မှာတကယ်လို့ကိုကပြပောက်ကိုရောက်နေပြီဆိုရင်လည်း အသိပညာအတတ်ပညာတွေကိုရနိုင်သမျှစီးပူးလေ့လာပေးပါကြာကာလပြီးလို့ပြန်လဲထူထောင်ရင်းကာလကြာရင်အဲ့ဒီအသိပညာအတတ်ပညာတွေကအများကြီးအသုံးချမှာမို့လို့ဒီလိုတိုက်တွန်းတာပါစိတ်ထဲမှာလည်းဘလို့မှမလုံမလဲစိတ်တွေမပေါ်ချပါနဲ့အော်ဆမားတို့ဒီအသက်အရွယ်နဲ့ဒီဘက်မှာအလုပ်တွေလုပ်နေတယ်လူငယ်တွေလည်းအသက်ဆွန့်နေတယ်ငါတို့ကတော့ဟိုဘက်မှာရောက်နေတော့တာယာတလူနေတယ်အဲ့ဒီအတွက်စိတ်မလုံခြုံလို့ခံစားရတာမျိုး လုံးဝမဖြစ်ပါနဲ့အားလုံးဟာဒီပြည်တွင်းမှာပဲနေနေပြပပါပဲနေနေဒီကြက်တဲတဲ့စိတ်ဖြစ်စီမှုတောင်အတူတကွခံရတာကြည့်ပါပဲအဲ့ဒါကြောင့်မလို့ရတတ်သမျှအသိပညာအတတ်ပညာတွေစီဝူးလေးလာခဲ့ပေးပါစိတ်မလုံးမချုံလည်းမဖြစ်ပါနဲ့ဆက်မလို့ကနားလည်မှုအပြည့်နဲ့ဒါတွေကိုအကူအညီပေးနေပါတယ်လို့ဟိုအဓိကအားဖြင့်ကတော့ပြပကိုရောက်နေတယ်နောက်ပြည်တွင်းထဲမှာပဲတဆက်ကောင်စီရဲ့စုံမျိုးနေမီတွေမှာ နေထိုင်နေကြတဲ့လူငယ်တွေကိုအဓိကသတင်းစကားပေးချင်တာပါရှင်